ရေးပေါ်ဇုံနေတဲ့လူတွေကိုကွန်ဒီပေးရှင်းတွေအများကြီးပဲအဲတွေ့ရတာတွေ့တယ်ကျွန်တော်လည်းဝန်တာ PD ဖြစ်ပါတယ်တစ်ခါမှလည်းမလူဘူးဟိုဘလောက်ပဲလူတွေရတော့အဲ့လေးပဲကြောက်တာပဲဖြစ်ဖြစ်ဟိုရေးပေါ်လူလူနေတဲ့လူတွေအတွက်ဆိုတော့ဒီအဲ့လေးကတော့အောင်းမရှိပါဘူး ဟိုဝိတ်မပြည့်သေးတာပဲဖြစ်ဖြစ်ရောအလုတ်ချင်နဲ့တိုက်ဆိုင်တော့မလာဖြစ်တာပဲဖြစ်ဖြစ်လုတ်ချင်တယ်ဆိုရင်အများကြီးပဲဖြစ်နိုင်အောင်မှကျွန်တော်ဒီသမကပို့လုတ်ချင်တယ်ဒါမှဆရာဝန်ကတယောက်ကိုနှစ်ထုပ်တော့ပဲအများဆုံးသတ်မှတ်ထားတယ်ဖြေရတယ်နှစ်ထုပ်အများဆုံးပဲလုတ်ပါဒါရယ်မို့ရင်မူးသေးပြီးတော့မြေတခုဖြစ်သွားလိမ့်မယ်တဲ့ဒါမှလည်းတတိပေးရပါတော့ဒီအမျိုးသားတွေးသူဌာနကိုအထားပြီးတော့သူတို့ကအင်းနေအများနေတဲ့သူတွေကိုတွေးတွေကိုပေးဖို့ဆိုအစီအစဉ်ထားပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ရှိုးလိုက်မိသားစုနဲ့အတူဟိုဒီတွေးသူတဲ့ campaign လေးပေါ့နော်မျိုးသားတွေးသူတဲ့ဌာနနဲ့အတူပူပေါင်းပြီးတော့ကျွန်တော်တို့ campaign လေးတော့တစ်ပတ်လောက် run လိုက်ပြီးတော့ကျွန်တော်ဒီရက်မှာဒီ7ရက်နေ့မှာဟိုလုပ်ခဲ့ဖြစ်ပါတယ်။ဒါပြီးတော့ form တင်လာတော့တယောက်နေရာတော့ကြော်တယ်။အမှတ်တကယ်ပြီးတော့လာဖြစ်တဲ့သူတွေကတော့တရားပဲကြော်အောင်ပေါ့နော်။ဆိုတော့ရှိုးသူတွေကလာခြင်းနဲ့ဒါမဲ့ ယုံကြည်ဖြစ်နေတဲ့မလာနေတဲ့လူတွေရှိတယ်တချို့တွေကမန္တလေးမှာဖြစ်နေရဖြစ်ဖြစ်လာပြီးတော့ပေါင်ဝင်ပြီးတော့ဒီရေးပေါ်လူနေတဲ့လူတွေကိုကွန်ဒီပေးရှင်းတွေအများကြီးပဲဒါတွေ့ရတာတွေ့တယ်ကျွန်တော်လည်းဝန်တာ PD ဖြစ်ပါတယ်သူတို့တွေ့လည်းဟိုကိုစားပြုပြီးတော့လည်းကျွန်တော်တွေ့တယ်သူချင်ပါတယ်လူတွေလူခဲ့ဖြစ်ပါတယ်တွေ့လူရဲ့ကြီးရဲ့ချက်ကတော့ဟုတ်ပါဘူးရေးကြီးဆုံးချက်ကဒီငွေရင်းကြောင့်ဆုံးရှုံးသွားတဲ့မိသားစုတွေအတွက် အရေးပေါ်လိုအပ်နေတဲ့တွေးတွေလိုအပ်နေတဲ့မိသားစုတွေအတွက်ဟိုစေယုံတွေအတွက်ပါကျွန်တော်တို့ဟိုတွေးတူကြဖြစ်တာပါဒုတိယချက်ကတော့ကျွန်တော်ဆုံးရှုံးသွားတဲ့ဟိုကျွန်တော်ချစ်ကိုကြီးကိုကိုချစ်သူ့အတွက်ကျွန်တော်လည်းတွေးတူကြပါတယ်သူဆုံးသွားခဲ့ပြီမဲ့လည်းကျွန်တော်ကျွန်တော်ပေါ်မှာဟိုဟောဟိုဝန်တာပီတီဖြစ်အောင်ပေါ်ယူအောင်အနေနဲ့ကျွန်တော်သူ့အတွက် ဟိုသူ့ကိုမှတ်မိပြီးတော့ကျွန်တော်တွေးကြည့်ခဲ့ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဟိုလူတွေကိုခွန်အားပေးခြင်းနဲ့စိတ်တက်နဲ့ကျွန်တော်ကတွေးလို့ခဲ့တာပါ။ဆိုတွေးလို့ရတဲ့အချိန်မှာတော့ပထမဆုံးအချိန်ဖြစ်နေတဲ့အတွက်ဝမ်းသာပီတိဖြစ်ပါတယ်။ဟိုတစ်ခါမှလည်းမလူဘူး။ဟိုဒါပေမဲ့ကျွန်တော်လည်းမကြောက်ဘူးပေါ့နော်။ဟိုဘလောက်ပဲလူတွေကတော့အဲ့လေးပဲကြောက်တာပဲဖြစ်ဖြစ်ဟိုရေးပေါ်လူလူနေတဲ့လူတွေအတွက်ဆိုတော့ဒီအက်လစ်ကတော့ပါဝါမရှိပါဘူး အချင်းချင်းကူညီချင်တယ်အစိတ်သက်မြင်ရတယ်ဟိုဒီပေါ်မှာလည်းဝန်ထဲတဲ့ခန်းစားချက်နဲ့ကဲပေးချင်တဲ့ခန်းစားချက်နဲ့သူအကုန်လုံးလည်းလိုက်ပြီးဟိုကူညီပေးချင်တဲ့စိတ်သက်လည်းကျွန်တော်လည်းမြင်ရပါတယ်။ဘာလို့ဆိုကျွန်တော်တွေးနေတဲ့အချိန်မှာအကုန်လုံးလည်းမြည်တယ်မြည်တဲ့အချိန်မှာလည်းသူတို့ကဒီအဓိကလုပ်ငန်းကြောင့်ဆိုရှယ်ဝါရက်ဟိုမိသားစုတွေရောသူအနေနဲ့တွေးလို့အနေနဲ့မိသားစုတွေရောဟိုသူတို့ကလိုက်ပြီးကဲတဲ့ကဲ တင်ကျင်တာပေါ့နော်ကျွန်တော်နဲ့ဖြစ်ကျင်တဲ့ center နဲ့တူတူပဲအဲအကြောင်းမို့လို့ဟိုလူရဲ့အချိန်မှာတကယ်ဝန်တာပြီးဖြစ်ပါတယ်ဒေတိုက်ခင်မှာပါကျွန်တော်ကသူမျိုးစား A ဖြစ်နေတဲ့အတွက်တော်တော်များများနဲ့ဟိုအဆင်ပြေပါတယ်လို့ဟိုပြောလို့ရပါတော့ပေါ့နော်ဟို O လာတော့မဖြစ်ခဲ့ပြင်မဲ့လဲသူတော်တော်များများတော့အဆင်ပြေပါတယ်ဟိုကောင်းတာကတော့ကျွန်တော်တွေးရတော့ဟိုကျွန်တော်လည်းကျမ်းမာတဲ့ထဲမှာပါနေတဲ့အတွက်ဆရာဝန်တွေကတော့ကောင်းကောင်းလေးတုံ့လုံးရပါတယ်လို့ပြောပြောထားပါဟုတ် ဟိုလူချင်းတူတွေအများကြီးပဲဒါပေမဲ့သူတို့ကတော့အော်ဆိုဟိုဝိတ်မပြည့်သေးတာပဲဖြစ်ဖြစ်အေးမွားတာပဲဖြစ်ဖြစ်ဟိုချားအနေအားကနေပဲဖြစ်ဖြစ်ရောအလုတ်ချင်းနဲ့တိုက်ဆိုင်တော့မလာဖြစ်တာပဲဖြစ်ဖြစ်လုတ်ချင်းတူတွေအများကြီးပဲအဲအားကြောင့်ဟိုကျွန်တော်သူတို့အတွက်ကိုစဉ်းစားပြီးတော့ကျွန်တော်တူခဲ့ဖြစ်တာပေါ့သူတို့အတွက်ကိုစားပြီးဖြစ်နိုင်အောင်မှကျွန်တော်ဒီသက်မကပို့လူချင်းတယ်ဒါပေမဲ့ဆရာမောင်ကတယောက်ကိုနှထုတ်တော့ပဲအများဆုံးသတ်မှတ်ထားတယ်အဲအားကြောင့်ကျွန်တော်အားလည်းဒီကနေဆရာမောင်ကိုလိမ့်နာပြီးတော့ကျွန်တော်က နှစ်ထုတ်အများဆုံးနဲ့ဟိုလူကန်ဖြစ်တာပါအဖေကလည်းနှစ်ထုတ်အများဆုံးပဲလုပ်ပါဒါရယ်မဟုတ်ရင်မူးတဲ့ပြီးတော့မြေတကူကိုဖြစ်သွားလိမ့်မယ်ဒါလည်းတတိပေးရပါတော့ဒါပေမဲ့လည်းအာသူတို့ကလည်းလုံးလုံးမရခဲ့ပေမဲ့သူဟာနည်းနည်းလေးအောင်မှလုံးလုံးမရဘူးလားဆိုချုပ်သူအောင်ပြောတာဒါပေမဲ့ဆရာဝန်ကတော့သူအပြစ်သူတို့လည်းစီကန်းလည်းရှိတယ်ပရိုတိုကောရှိနေတယ်သူတို့ကတထုံစားဖြစ်မှာပဲအရှင်းပြင်မဲ့သူဟိုကန့်တက်ထားလို့လည်းမရနိုင်အောင်ပေါ့နော်ဒါပေမဲ့ ိုဒီတွေးသူကဒီနေ့ပဲဖြစ်စရာမလိုသေးနောက်ရက်တွေလည်းကိုယ်တိုင်လာပြီးတော့လည်းဟိုအစီအမဲချင်မှလာပြီးတွေးသူရပါတယ်အာကျွန်တော်တို့လူသားတွေတွေးတွေကတော့ဒီအမျိုးသားတွေးသူဌာနကို အထားပြီးတော့သူတို့ကဒီအရေးပေါ်လိုနေတဲ့အရေးကြီးလိုအပ်နေတဲ့ဟိုစေယုံလေးတွေကိုလိုက်ဖို့ပြီးတော့ဟိုအနေအများနေတဲ့သူတွေကိုတွေးတွေကိုပေးဖို့ဟိုအစီအစဉ်ထားပါတယ်အခုလက်ရှိကျွန်တော်ကိုကိုချစ်ညက်ဟိုမိသားစုတွေရော ူရဲ့မိန်းမတို့ရောပြုစုပြီးဖို့တော်တယ်ကျွန်တော်အဖေအမေရဲ့ကျွန်တော်ပေါင်းဝင်လည်းစီစဉ်ပြီးဖို့တော်တယ်လုပ်ထားပါတယ်ဟုတ်ဘောနော်ဟိုနေရာပဲဖြစ်ဖြစ်မိုးဘိုးပဲဖြစ်ဖြစ်တော့လုပ်တော့လုပ်ပေးထားပါတယ်ခုလက်ရှိတော့အကောင်လုံးကတော့အခုဒီကြံပေးရက်ကိုဝင်နေတဲ့အချိန်မှာတော့တချို့လူတွေကဒီကြံလိုမျိုးချင်းပတ်ကက်ချင်းပြင်မဲ့လဲဒီငွေကြောင်းအကြောင်းမျိုးမျိုးကြောင်းမချင်းပတ်ချင်းတဲ့လူတွေကတော့များပေါ့ဒါဒီလိုတွေ့တဲ့ကျွန်တော်ခံစားမိပါတယ် ါပေမဲ့လည်းဒီတဝပေးအနေအကြောင်းနဲ့ဟိုစိတ်တမကြစေချင်ဘူးဟိုကပျက်စီးသွားမလို့လည်းမခံစားစေချင်ဘူးဘယ်လိုပဲပြင်ပြင်နဲ့တည်ထောင်လို့ရပါစေကျွန်တော်ကျွန်တော်တို့လည်းကြိုကြည့်ပါတယ်တနေရတော့လည်းကျွန်တော်တို့ဘက်ကလည်းအကူအညီပေးချင်ပါတယ်အမ်ဟိုရှုံးမပြပါနဲ့ဆိုတဲ့ဟိုစီတောင်းပေးချင်ပါတယ်ပြီးတော့အကုန်လုံးကိုလည်းဒီထက်မကအနေနဲ့မရှိအောင်လည်းကျွန်တော်ဒီဘက်ကနေလည်းဆူတောင်းပေးချင်ပါတယ်